တစဉ်ပြိတ္တပေါမင်္ဂလာပါဂျွန်လနေ့ရက်နေ့မှဂျွန်လ၈ရက်နေ့ထိခုနှစ်သောတိုင်းများအတွက်တပတ်အတွင်းလုပ်ငန်းဆောင်တာများနှင့်ကောင်းကျင်ဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုဗားဆရာကြီးဒေါက်တာမင်းသိန်ခါ၏နေ့စနစ်အတိုင်းကျွန်ုပ်ဆရာသိန်းနိုင်စုမှတဲရောပြင်းသေးစိတ်တွေ့စေပေးထားပါသည် တနင်္ဂနွေတောင်းရင်းများတရက်တွေအတွင်းမှာအဆဆရရသတိကြီးစွာထားဖို့လိုပါတယ်။ရံပက်လေဝိုင်းတယ်လို့လည်းဖြစ်နေတတ်ပါတယ်။ပြဿနာကြီးတွေတစ်ခုပြီးတစ်ခုရှင်းနေရတတ်ပါတယ်။မိအပူတခိုးသတိထားတဲ့ကာလဖြစ်ပါတယ်။ကိုယ်ကိစ္စမဟုတ်ရင်လည်းသူတစ်ပါးကိစ္စမှာကြားညက်တတ်ပါတယ်။ခီးကံလွန်ကောင်းတဲ့ချိန်တော့ဖြစ်ပါတယ်။အဝေးကကုညီကောင်းတွေလည်းရလာတတ်ပါတယ်။အင်ကိစ္စအဖိုးတန်ပစ္စည်းရောင်းဝယ်ရေးကိစ္စတွေအောင်မြင်ပါလိမ့်မယ်။အင်းဆောက်ပစ္စည်းအုတ်တစ်တန်တို့အသီးနှံရေထွက်ကိုခီးသွွားလုပ်ငန်းတွေအကျိုးပေးမဲ့ချိန်ဖြစ်ပါတယ်။ မြေမွေဖုန်ပညာရေးကိစ္စများဆုံးဖြတ်ရခဲ့နေပါလိမ့်မယ်။အိန်တော်ရှင်များတို့အိန်တော်မဲရဲ့သတင်းကောင်းတွေကြားတက်ပြီးချစ်သူကြီးစားများတို့ကတော့ဝေးလေကောင်းလေးဆိုတဲ့ကိမျိုးဖြစ်နေပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့စီးမျက်စိနားနှာခေါင်းအစာအိမ်ဒုက္ခပီးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့တစ်ကဏ္ဍ6ကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်နွမ်းမသူများကိုစံလူတန်းပြီးလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ တနင်္လာတာဝန်များဒီရက်တွေအတွင်းမှာရင်းနှီးမြှုပ်နှံရေးတွေလုပ်တင်ပါတယ်။အိမ်ဆိုင်ဆက်အုံဆောင်တစ်တွေတစ်ခုပြီးတစ်ခုဝင်လာတတ်ပါတယ်။ရှိပြီးသားပစ္စည်းတွေကတော့ထွက်တာပြတ်တာများနေပါလိမ့်မယ်။ငွေများများကင်မထားတင်သေးပါဘူး။အဲ့ဒီငွေတွေဟာစေဘဝကဖြစ်သွားတတ်ပါတယ်။စံစီစေစာစမှုစာအုပ်စာရန်အင်းဆောက်ပစ္စည်းဆက်တူရှယ်ယာအစာအုပ်ကိစ္စတွေအောင်မြင်ကြိုးပမ်းမဲ့ခြင်းမျိုးဖြစ်ပါတယ်။ခီးသွားလာရေးကိစ္စတွေအလွဲလွဲချော်ချော်ဖြစ်နေပါဦးမယ်။ နိုင်ငံသားရဝေးနဲ့ပတ်သက်လို့မထင်မဖဲနဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာတတ်ပါတယ်။မိဆွေရင်ဆရာရင်တို့ကြောင့်စိတ်ရှုပ်ခေါင်းဆားရတတ်ပါတယ်။ဘာမဆိုမတင်မကြမရေမရဖြစ်နေတတ်တာကိုသတိပြုဖို့လိုပါတယ်။အင်းတော်ရှင်များအတွက်ထင်းငေါတွေပြည်လည်သွားပါလိမ့်မယ်။ချစ်သူကြီးသားများကန်နေနေတဲ့ကာလမျိုးဖြစ်ပါတယ်။ ကျမ်းမာရေးအနေနဲ့ကတော့ဒူးနာရင်ဘက် view site ဖို့လိုပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့သုံးကဏ္ဍတစ်ကဏ္ဍပဲဖြစ်ပါတယ်ညံနာတွေပြပြောင်းပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်မိတ်ဆွေများကိုအုံနှုတ်ခောက်ဆွဲဒါနပြုလုပ်ရင်းလိုရာစု တောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောင်းသွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်အင်္ဂါတောင်းမြင်များဒီရက်တွေအတွင်းမှာလျှက်စစ်ပစ္စည်းအလှကိုကကြော့ကွန်ပျူတာကင်မရာကြက်ငှားစားတဲ့လုပ်တွေအောင်မြင်မဲ့ခြင်းဖြစ်ပါလေ ကလေးတွေအောက်လင့်ငယ်သားတွေအတွက်ဝမ်းသာရတတ်ပါတယ်။ထွက်နေဆုံးရှုံးနေတာတွေလည်းပြန်ရတတ်ပါတယ်။ငွေဟောင်းပစ္စည်းရောအလုပ်ဟောင်းနေရာဟောင်းတွေနဲ့လည်းပြန်ပြီးတော့ပတ်သက်ရတတ်ပါတယ်။ပြဿနာဟောင်းယောဂဟောင်းတွေလည်းပြန်ပေါ်တတ်တော်ကိုဂရုစိုက်ဖို့လိုပါတယ်။မနာလိုပြန်ဆိုင် ပေါ်နေပါလိမ့်မယ်။ဘာမဆိုအပြန်ဆန်ကြတဲ့ကအောင်မြင်မဲ့ကိမျိုးဖြစ်ပါလေငွေတအားရွှင်ပါလိမ့်မယ်ရဲနာပစ္စည်းတွေလည်းဝင်လာတတ်ပါတယ် ပြည်တွင်းပြည်ပခီးကိစ္စတွေမှာတော့ဒိုလောဒိုလောနဲ့မြေမြာဖြစ်နေပါဦးမယ်။စက်တူရှယ်ယာအလို့စာချုပ်စာတမ်းကိစ္စတွေမှာတတိထားဖို့လိုပါတယ်။အင်တော်ရှင်များကောင်းသောခွဲချင်းကြုံရတဲ့ပြီးငယ်ရွယ်သူများအတွက်မင်္ဂလာလန်းပွင့်တဲ့အချိန်မျိုးဖြစ်ပါတယ်။ ကျမ်းမာရေးအနေနဲ့ကတော့စီးမျက်စိအစာအိမ်သွားသွေးဂယူဆိုင်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၂ကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်ခလေးများကိုကိတ်မှုဝယ်ကျွေးရင်းလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ဘုဒ္ဓဟူသားသမီးများဒီရက်တွေအတွင်းမှာမိကောင်းဆရာကောင်းတွေတွေ့ပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းတွေအထူးပဲတိုးချဲ့တဲ့အခါသားများဖြစ်ပါတယ်။ ဖက်ဖက်ကအခြေအနေကောင်းတွေကြုံလာပါလိမ့်မယ်။စက်တူရှယ်ယာလို့ပြည်တွင်းပြည်ပခီးပညာရေးကိစ္စတွေထူးပဲကောင်းပါလိမ့်။စံစီစေစာဆက်မှုစာအုပ်မြေအမွေဖုန်းကိစ္စများအောင်မြင်ပါလိမ့်မယ်။အလူတန်းမင်္ဂလာပွဲများနဲ့လည်းကြုံကြရတတ်ပါလိမ့်။ဘာသာရေးလို့တော့ကံပွင့်လန်းနေမဲ့ရက်မျိုးတွေဖြစ်ပါလိမ့်။အမွေရတယ်လို့ကံထူးတတ်ပါလိမ့်။ ဆက်တူအလုပ်ငွေကိစ္စကားကိစ္စတွေအခွင့်အရေးကောင်းပေါ်ပါလိမ့်မယ်။ဆွေမျိုးသားချင်းများနဲ့တော့ပြဿနာကြီးကြီးမားမားတွေကြုံရတတ်ပါတယ်။လူရင်းတို့ရဲ့မကောင်းတဲ့ချိုလဲကြားရတတ်ပါတယ်။အထယ်ထိဖက်နှက်ရွှေအောက်လက်ငယ်သားတို့အတွက်စိတ်ရှုပ်ခေါင်းဆားရတတ်ပါတယ်။ချစ်သူဤသားများဆုံးမရခက်တဲ့အခြေအနေတွေကြုံလာရတတ်ပါတယ်။အင်းတော်ရှင်တွေဆိုရင်ဘေးစကားကိုသတိထားဖို့လိုပါတယ်။ကျမ်းမာရေးနေနေကတော့ဒူနာရှင်ဘက်ယူဆိုင်ဖို့လိုပါတယ်။ ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ကဏ္ဍတွေကတော့ငါးကဏ္ဍသုံးကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာပြီးပူကောင်းနာစီဘူးတွေနမ်းပါတဲ့ကလေးတွေကိုအဝိအထေလှူဒန်းပေးလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ကြာတော်ပြေတော်မြင်များဒီရက်တွေမှာထွက်နေတဲ့ငွေတွေပစ္စည်းတွေပြောင်းဝင်တတ်ပါတယ်။လုပ်ငန်းတက်တွေစတာနေရာပြောင်းတာအခြေအနေပြောင်းတဲ့ကိစ္စတွေအကျိုးပေးအောင်မြင်နိုင်ပါတယ်။ပြည်ရင်းပြပခီးတွေလည်းအောင်မြင်ပါလိမ့်မယ်။ တည်ယူဖို့ဆောင်ရည်အဝေးနဲ့ဆက်သွယ်လုပ်ကံရတဲ့လုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်။ကွဲကွာနေသူတွေနဲ့လည်းပြန်လည်စုံစည်းရတတ်ပါတယ်။အတီးအနှံတစ်တန်တို့ရေထွက်ကုန်ဝက်ဝါလှေရွှေအလှကုန်လျှက်စစ်ပစ္စည်းခီးသွားလုပ်ငန်းတွေအောင်မြင်နိုင်တဲ့ချိန်ဖြစ်ပါတယ်။ငွေကားတော့တာဝန်ပြီးတာထွက်နေပါလိမ့်မယ်။အိမ်တော်ရေးချစ်သူကြီးသားများဆုံးမြတ်ရခက်တဲ့အခက်အခဲလေးတွေကြုံလာရတတ်ပါတယ်။ဘာမဆိုအထင်းကုန်လေးတွေကြုံမြင်မဲ့အောင်မြင်နိုင်တဲ့ချိန်ဖြစ်ပါတယ်။ကျမ်းမာရေးနေနဲ့ကတော့1 by ဥကောင်းအစ်စ်မြစ် view site ဖို့လိုပါတယ်။ ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ကဏန်းတွေကတော့6ကဏန်း၄ကဏန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောင်းပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်မြတ်စွာဘုရားမှာတန်မြာရေလှူဒန်းပြီးလိုရာစု တောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောင်းသွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ တောက်ကြတောင်းမြင်များဒီရက်တွေအတွင်းမှာငွေထူးရွှင်နေပါလိမ့်မယ်အလှမင်္ဂလာပွဲလန်းတွင်တွေကြုံရတက်ပါတယ်နိုင်ငံခြားလူမျိုးသားနဲ့ပတ်သက်တဲ့လုပ်တွေအောင်မြင်မဲ့ချိန်ဖြစ်ပါတယ်ပြည်တွင်းပြည်ပခီးတွေလည်းအလွန်ပဲကောင်းပါတယ်အိမ်အစားအုပ်ကိစ္စတွေအောင်မြင်ပါလိမ့်မယ်အထယ်ထိဖက်နဲ့လျှက်စစ်ပစ္စည်းထီကားကြော့ကွန်ပျူတာကင်မရာကြက်ငါးလုံးများတိုးချဲ့တဲ့အချိန်ဖြစ်ပါတယ် မရင်ဆရာရင်တွင်လည်းတော့အဆင်မပြေလမ်းခွဲရတတ်ပါတယ်။မြေမွေဖုံပညာရေးသင်တန်းကိစ္စတွေမှာဆက်ရှုပ်ရတတ်ပါတယ်။အင်တော်ရှင်များဖို့အဆင်မပြေမှုတွေများနေပြီးချစ်သူရေးသားများအတွက်တော့ချီးနူးချမ်းမြေ့ဝေရာသတင်းကောင်းတွေကြားတတ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ကျမ်းမာရေးနေနဲ့ကတော့အာယုံကျော်၄1စီမျက်စိယူဆိုင်ဖို့လိုပါတယ်။ ဒီတစ်ပတ်မှာကံကောင်းစီတဲ့ကဏန်းတွေကတော့နှစ်ကဏန်းခုနှစ်ကဏန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်အိမ်ဖျားမှာနွားနွန်းနဲ့ကိတ်မှုလှူဒန်းပြီးလူရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ စနေသားမျိုးများဒီရက်တွေအတွင်းမှာစိတ်နှခွဖြစ်စရာတွေဆုံးမြတ်ခက်တာတွေစိတ်မောစရာတွေကြုံရတတ်ပါတယ်။ခေါင်းရည်ထားပြီးတနေမင်းမင်းလှုပ်တဲ့ကိမျိုးဖြစ်ပါတယ်။အထင်လွဲဆွဆွဲခံရတာပြဿနာကြာညက်တာမျိုးတွေလည်းကြုံရတတ်ပါတယ်။အမှုပတ်တာကိုလည်းသတိပြုဖို့လိုပါတယ်။နေရထိုင်ခင်းအစာအုပ်ကိစ္စများမတင်မကျဖြစ်နေပါလိမ့်မယ်။ပြည်တွင်းခီးစံစီစေစာဆက်မှုလုပ်တွေမှာအလွဲချော်များနေတတ်ပါတယ်။ မြေမွေဖုန်ပညာရေးအထည်ထိပ်ဖနက်ဓာတ်ပုံလျှက်စစ်ပစ္စည်းလုပ်ငန်းတွေမှာတော့တိုးချဲ့ပြီးလုပ်ကင်တင်ပါလေအလုပ်တွေလုပ်ရပြီးငွေမျိုးနေတတ်တဲ့ကိမျိုးဖြစ်ပါတယ်ဝန်ထမ်းယာတူနိုင်ငံခြားကိစ္စတွေမှာတော့အထူးပဲကောင်းပါတယ်အိမ်တော်ရှင်များချစ်သူဤသားများအနေနဲ့လမ်းခွဲရမတ်တပ်ဖြစ်တာခွဲခွာနေရတာမျိုးတွေကြုံရတတ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့အကျောစစ်အစားမစေးမသွားသွေး ဒုက္ခပေးတတ်ပါတယ်အထူးသဖြင့်စိတ်ကြောင့်ကျမ်းမာရေးညက်တတ်ပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့၅ကဏ္ဍခုနှစ်ကဏ္ဍပဲဖြစ်ပါတယ်ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်အိမ်ဖျားမှာမုတ်တီလှူဒန်းပြီးလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်ခொနီယတောင်းပြီးပြည့်တတ်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေလို့ဗါဆရာကြီးဒေါက်တာမင်းသိန်ခိုင်တပင်းဖြစ်သောကျွန်ုပ်ဆရာသိန်းတိုက်ဆိုမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်